ကျောင်းသူလေးတယောက်ကိုအုပ်စုလိုက်နိုင်ချင်းပြီးမှဒူးထောက်ကရှီကိုတောင်းပန်လိုက်ရတဲ့မြောင်းများမျိုးကကျောင်းသူများယခုရပိုင်းနဲ့အင်တာနက်ပေါ်မှာပြန့်နေနေတဲ့ဗီဒီယိုဖိုင်တွေမှာတော့ကျောင်းသူလေးကိုနောက်ထပ်ရွှဲလူကျောင်းသူလေး၅ယောက်ကဘာချတာစပင်းဆွဲတာဒူးထောက်ကထိုင်ကြတော့ခိုင်းတာစာနာရီကိုလုတ်ခဲတာဖြစ်ပါတယ်။ဒါပြင်ဗီဒီယိုဖိုင်ရိုက်ထားကတကြောင်လုံးကိုရှက်ခွဲခဲ့တယ်လို့သိရတာပါ။ဒီလိုဗီဒီယိုဖိုင်ကအင်တာနက်ပေါ်မှာပြန့်နှံ့သွားတာကြောင့်လည်းအလုံးခံပြင်းဒေါသထွက်ခဲ့ကြရပါတယ်။ အဆိုပါဖြစ်စဉ်ကတော့မြောင်းမြားမြို့နယ်ကအာထက်က6မှာဖြစ်ပွားသွားခဲ့တာလို့သိရတာပါအခုဆိုနိုင်ချင်းခံရတဲ့ចောင်းသူလေးဟောင်းရှမ်းရွံထိန်လက်ပြီးចောင်းမတန်ရေတော့ပဲចောင်းတနစ်နာကចောင်းပြောင်းလိုက်ရတယ်လို့ဆိုပါတယ်တခြားသောတစ်ဖက်ကနိုင်ချင်းနဲ့ចောင်းသူတွေကတော့ပုံမှန်မပြတ်ចောင်းတန်နေတယ်လို့သိရတာပါဒါပေမဲ့လေခုခါမှာတော့ပညာရေးဌာနကစုံစမ်းစစ်ဆေးပြစ်ပေးနေပါပဲ အင်အားရီတိုင်းလူမှုရေးဝန်ကြီးကမြောင်းမြအထက်ခ6မှာအုပ်စုဖွဲ့အနိုင်ကျင့်တဲ့ចောင်းသူအလုံးကနင်းနာသူចောင်းသူလေးကိုရှစ်ကိုကတော့ပြန်လည်တောင်းပန်မှုအမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်ကာယကံရှင်မိသားစုကျင့်တဲ့ဆရန်အနိုင်ကျင့်ဘူလီလုပ်ခဲ့တဲ့အုပ်စုတွေပါဝင်ခဲ့တဲ့မြောင်းသူအလုံးကနင်းနာသူចောင်းသူလေးအောင်ကျင့်တဲ့တိတိပြန်လည်ကတော့တောင်းပန်ရန်ဆုံးဖြတ်ပေးခဲ့တယ်လို့သိရပါတယ်။ ဒါပြင်ဆိုပါနိုင်ခြင်းသည့်အုပ်စုမှာចောင်းသားចောင်းသူများကိုလည်းထိရောက်စွာရင်းယူပေးသွားမည်ဖြစ်ပြီးလက်ရှိចောင်းသားထားတဲ့ចောင်းသူလေးចောင်းပြန်တန်နိုင်ရန်လိုအပ်သည့်များအလုံးပံ့ပိုးကူညီပေးသွားမည်လို့ဆိုပါတယ်။ယခုကြည့်ရှုနေကြတဲ့ပြည်သက်တွေကရောအဆုဖွဲ့နိုင်ခြင်းခဲ့တဲ့ចောင်းသူလေးတွေကိုခုလိုဖြစ်ပြီးတဲ့ပုံမှာချိန်နှမှုရှိသလားဆိုတော့ပြောသွားကြပါဦး။